န္တစီချန်နယ်မှာကြိုဆိုပါရရှင်။လိုင်းပုတ်တိလီဝတ္ထုအပိုင်း၃ကိုဖတ်ပြပေးပါမယ်ရှင်။လိုင်းပုတ်တိလီအပိုင်း၃ နင်းနင်းမှစိတ်မပြောင်းမနက်ကကြောင်းမလာမီခိုင်စီကျမဝင်ခဲ့သေးသည်အခုတရက်နှစ်ရက်အတွင်းခိုင်ကောင်းကောင်းနေမကောင်းဒီနေ့သွေးစင်းများ၍အဖျားဝင်နေသည့်အတွက်ကျမစိတ်ပူမိသည်ဆရာဝန်ကတော့မစိုးရိမ်ပါနဲ့ဟုဆိုသည်ခိုင်မျက်နှာဖြတ်တော့နေသည်ထင်ကကျမအမေရအမေကိုယ်တိုင်ထမင်းပို့သွားရင်စောင့်နေမိကိုပင်စိတ်မချ ဒုတိယပိုင်းကျောင်းတက်ပြီးအချိန်တွင်ကိုအောင်ဆွေတက်မှသူတပြည့်ကလေးတယောက်ကျမကိုလိုက်ရှာနေရဲ့မော်တကုံးနဲ့အထိတ်တလန့်မေးလိုက်မိသည်ကိုအောင်ဆွေကိုအောင်ဆွေခေါ်ရင်ဘိုးကြီးဆေးရုံရောက်နေပြီဆရာမဆေးရုံမှာဘာဘာဖြစ်လို့လဲမမခိုင်စီဝင်နေတာပါခင်ဗျာမမခိုင်အခြေအနေသိပ်မကောင်းလို့ဆရာမကိုအခေါ်ခိုင်းလိုက်ပါတယ်ဟင်ကျမကောင်းမှအင်မတန်ကြီးသွားသည် ဆရာကြီးရုံခန်းကိုဖဲပုံချီလန့်ခဲ့မိတည်မသိခွင့်တိုင်ပြီးလာခေါ်သူရှိကအပြေးအလွှာထွက်ခဲ့သည်ဆေးရုံမော်ရင်ခိုင်ကိုသွေးပလင်းတန်းလန်းနဲ့တွေ့လိုက်ရသည်ခိုင်မျက်နှာမှာသွေးမရှိတော့သည့်အလားဖြူဖြော့နေပါသည်ခိုင်ကောင်းရင်တွင်စော့ဝတ်စုံအပြည့်အစုံနဲ့စိုးရင်ကြီးစွာစောင့်ကြည့်နေသောကိုအောင်ဆွေသူ့အစားများမှာဖိုတီပတ်တီဖြစ်၍ခရီးရောက်မဆိုင်ဆေးရုံသို့တန်းလာခဲ့ဟန်တူပါသည်ဘလို့ဖြစ်တာလဲ ကျမအမိနားကိုကက်ကမေးလိုက်ပါသည် အမိမျက်နှာမှာတိတိတတ်တာပြက်နေသည်သွေးစင်းနာအလုံးမဲမိမ့်နေတယ်ကြာပြီလားနေလဲရစတာပဲကိုအောင်ဆွေလာလာတိတလိုင်းတိတယ်ရောက်လာမှအချင်းအနေဆိုးလာတာအချင်းအနေမှာ အကောင်းဘက်တို့ရောက်မလာပါခိုင်မျက်နှာမှာဖြူရော်သည်ထက်ဖြူရော်လာသည်ခိုင်ရင်မှာလဲနေတုံမြင့်တုံနဲ့မောနေသည် စကားတမ်းမှာနှီးကွေး၍လေးလာသည်ကိုအောင်ဆွေသည်ခန့်လက်ကိုမလွတ်တမ်းဆုပ်ကန်ထားရင်ခိုက်မျက်နှာကိုမြင့်ချီမပြတ်စိုက်ကြည့်နေသည်မိန်းနေရာမှာခိုင်လူးလွန့်လာသည်မတဲကွဲသောခေါ်တန်ကိုကိုအောင်ဆွေကနားကပ်ထောင်ရသည်ဟင်ဟင်မောင်ရှိတယ်လေခိုင်ခိုင်အနာမှာမောင်ရှိတယ်တမီးတမီးကလေးလက်ရှိတယ်ခိုင်ဘာမှစိတ်မပူနဲ့ခိုင်မကြခင်နီးကောင်းသွားမယ်နော် သမီးကလေးကိုပြစ်မထားပါနဲ့နော်အာယူ၍ရှိရှိလင်းလင်းလားပြောလိုက်ပြီးမောနေသော ခိုင်ကိုကြည့်ကကျမမရှင်ထဲမှာဆွနေလာ၍မျက်ရည်တွေတွေကျလာပါသည်မဆိုင်မိစေရန်အနိုင်နိုင်ကြိုးစားနေရသည် အမေဒီမျက်စီကိုမိကနှုတ်မတလုံးလုံးနဲ့ရွတ်ဆိုဆူတောင်းနေသည်ခိုင်သည် အတန်ကြာအောင်မောနေရမှတစ်ချက်တစ်ချက်သတိလက်သွားသည် ်တတိယလာသည်နှင့်သမီးဆိုသောစကလုံးကိုရွတ်လိုက်သည်အချိန်တည်ညနေစောင်းနေခဲ့ပါပြီဝင်းတော့မည်နေရောက်သည်တစုံတရာအရိတ်ထိုးနေသလိုမှိန်ဖြော့နေပါသည် နောက်တစ်ချိန်ခိုင်တတိလက်သွားပြန်သည်မြော်လင့်ကြီးစွာကျမတို့စောင့်နေကြတော့လေခိုင်တရီပြန်လဲမလာတော့ပါအံ့ဩချင်းကြေကွဲချင်းတုံ့လုပ်ချင်းတို့နဲ့အတူကျမရင်မှာဆွတ်တက်လာပါသည် ကျမဘာကူမှတသက်ခွဲခွဲမမြင်တော့ပဲတခုခုအော်ပြစ်လိုက်မိပါသည် ဖြစ်ရလေတမီးရဲ့အမေသည်မျက်ရည်တွေ့တွေ့ကြရင်ရင်ထုမနာပြောသည်ကိုအောင်စွေက ခိုင်းလိုက်ကိုမလွတ်သေးပဲခိုင်းနာမီကိုတွတ်တွတ်ခေါ်နေသည်မလုံမရှင်းငြိမ်သက်သွားတော့ခိုင်းကိုကလေးကိုကင်လှုပ်နေသည် သူသည်အမလို့အမရနဲ့တောက်တစ်ချက်ကို ပြင်းစွာခေါ်လိုက်သည် ဖြစ်ရလေခိုင်ရဲ့မောင်အလာကို တမိမြဆောက်နေတာလားယင်ခိုင်မျက်နှာမြင်နေတော့ကျွန်တော်များတိုက်ပွဲမှာတခုခုဖြစ်သွားမှာလားလို့ပူလိုက်ရတာဖြစ်တော့သူကကျွန်တော်ဘလို့ယုံရမှာလဲအမေရဲ့ကျွန်တော်အိမ်မက်မက်နေတာများလားယင်တကယ်ပဲအိမ်မက်ဖြစ်လိုက်ပါတော့ရောက်ရက်ခန့်မတ်တက်တော့ဆောင်းဝင်းအိမ်မက်ပဲဖြစ်လိုက်ပါတော့သို့မဟုတ်ခိုင်တရခတ္တအိပ်ပျော်နေခြင်းသာဖြစ်လိုက်ပါတော့ ထို့တော့ကျမဆန္ဒကိုဒီလိုနေရာမျိုးတွင်ဘယ်တကိုးတော်ရှင်ကဖြစ်စည်းစွမ်းနိုင်ပါမည်နည်းတမီတမီဆိုတာဘယ်မှာလဲဗျာကျွန်တော်တမီကိုတော့မမြင်ဘူးသေးပါဘူးဗျာကွဲ့အပ်တုံ့လောက်စွာပြောလိုက်တော့ကိုအောင်ဆွေစကားကြောင့်အားလုံးပင်ရင်ထုမနာဖြစ်ရပါသည်ခိုင်စာပနာကိုကျမတို့အိမ်မှာပင်လှုပ်လိုက်ပါသည်တကယ်တော့ကျမတို့အိမ်ဟုဆိုတော့လေခိုင်ဟုဟုသာဆိုရပါမည် ခိုင်တင်ကျမတို့အိမ်ကျမတို့လက်ထဲမှာပင်ဆုံးပါသွားခဲ့သည်မဟုတ်ပါလားခိုင်တင်အမေသမီးတယောက်ပင်မဟုတ်ပါလားဟုတ်ပါသည် ခိုင်တွင်မိခင်ရင်းချမရှိသည်နှင့်ဘာများခြားတယ်လဲသူ့မှာနှမျောတန်းတငိုကြွေးမိမိခင်ရင်းမှမရှိပဲသူ့အမေသည် သူ့ကိုအမွေပြတ်တာမဟုတ်သေခမ်းပြတ်ဆုံးလို့ရက်သည်အကုတ်အမေမှာလူသားတယောက်ရဲ့အသင်းနှလုံးမှာရှိသေးရဲ့လားယင် ။သမီးအရင်တရလုံးသေးတာတောင်မှလာမကြည့်အောင်များအမ္မာရဲ့အကူရဲ့ရက်ဆက်လိုက်တာနော်။မိမိလည်းသိသိတိခိုက်နေပါတယ်။သမီးနဲ့အမေမနာပြင်ကြလို့ဒီလိုဖြစ်ကြရတာ။မိမိဟာခိုင်ကိုသိကျစ်တယ်ယူ။မိမိဘလောက်ခံစားနေရတယ်ဆိုတာဘုံခွေလူမရအောင်။အခုမိမိအိယာထဲလဲနေပြီ။ဒီသာလိုက်ခဲ့ရင်မိမိပောက်ကွဲထွက်ပြီးချက်ချင်းထိခိုက်သွားမှာပဲ။ဒါကြောင့်မလိုက်တာအကောင်းဆုံးမှု တမင်ထားခဲ့ရတာပါ။ အကိုပြောတာမှန်ချင်းလဲမှန်ပါမည်သူ့အမေအပြုအမူနဲ့ပတ်သက်ရရုံမဆိုးစီရင်ကာကွယ်ခြင်းလဲဖြစ်ကောင်းဖြစ်မည်အဖြစ်ဆိုးရှာသောတငယ်ချင်းအတွက်ကြည်ကွဲဝန်းနေရသည်နှင့်အမျှကုသိုလ်ဆိုးရှာသောကလေးငယ်ကိုအတနာပူရပါသည်မိတဆိုးကလေး၏ရှိရေးကိုတွေးကြည့်လျင်ရင်လေးစရာကောင်းပါပြီအဖေတယောက်လုံးရှိသေးသည်ဆိုတော့လေအဖေဆိုသည်မှာခြေတလုံးအိမ်တိုင်သမားစစ်ထွက်ယောက်ျား ။သမီးမင်းကလေးကိုမိတို့ထင်းထင်းဆောင်ဆောင်နိုင်မှမင်းလေ။ပြီးကိုအောင်ဆွေကအိမ်ထောင်တက်မပြူပဲနေမည်မဟုတ်။အရွယ်ကောင်းသေးသည်။ဆွေမရှိ မျိုးမရှိရသည့်အထင်မိတွင်နေများပြဿနာဖြစ်ရလေ။ကန်ဆိုးတဲ့သမီးကလေးအမေကအမိအဖအသက်ထင်ရှားရှိရတဲ့အစွန်ပြစ်ခံရတဲ့သူ။သမီးကလူပြေရောက်တဲ့ဆိုကြတဲ့ကမိတဆုပ်ဖြစ်ရတယ်။ကန်ဆိုးလိုက်တဲ့သမီးလေးပါလားကွယ်။ ကိုအောင်ဆွေသည် သူ့သမီးကလေးကိုတင်းတင်းပွချီရင်မချစ်တင်ကဲပြောလိုက်သည် သူသည်ခန့်ကိစ္စအတွက်ခွင့်ယူထားစဉ်တစ်ချိန်လုံးမှလည်းသူ့သမီးကိုလက်ကမချပူပွေပိုက်ပိုက်နဲ့သမီးမျက်နာကိုသာတစင်းစင်းကြည့်နေပါသည် သူ့အဖြစ်ကိုကြည့်ကကျမတို့ပို၍ရင်းနှင်းကြရသည် သမီးကိုဒီမှာထားဖို့ကောင်းတဲ့ကိုအောင်ဆွေကျမသည် အမေနဲ့တိုင်ပင်ကပြောလိုက်ပါသည် အမေကလည်းဝင်ရောက်တိုက်တွန်းသည် သူသည်ရုတ်တရက်တွေ့သွားကချက်ချင်းပင်ခက်လေးလေးကောင်းခါလိုက်သည်နေပါစေယူရဲ့ယူတို့လည်းဒုက္ခမပေးစင်ပါဘူးကျွန်တော်ပဲခေါ်ထားပါမယ်ဘယ်ဖြစ်မလဲကလေးရငယ်သေးတယ်ကိုအောင်စွေအရေးတကြီးကြီးပြုစုနေရမယ်အကျွဲကျွန်တော်တမီးကလေးဟာအမေရင်ခွေနွဲ့နွဲ့ထွေးထွေးနဲ့ကင်းဝေးရပြီးအဖေရင်ခွေနဲ့လည်းကင်းမနေစေချင်မှုယူရဲ့ဖြစ်နိုင်ရင်ကျွန်တော်ရင်ခွေထဲမှာအမြင်ပွေထားခြင်းနဲ့ ူတို့သားအဖအဖြစ်ကိုကျမယဉ်နာမိပါသည်တွတော်လဲလက်တွေမှာမလွယ်နိုင်ဟုကျမထင်ပါသည်ဒီလိုလဲမဟုတ်သေးဘူးကိုအောင်စွေကလေးနဲ့ပတ်သက်လို့လေးလေးနက်နက်စဉ်းစားရမယ်ဒီမှာဆိုရင်အမေလဲရှိတယ်ယူလဲရှိတယ်ပြီးတော့အနာရမဲ့သူတွေလဲမဟုတ်ဘူးဘကုန်းနဲ့တနက်ပင်ကလဲဝေးတာမှမဟုတ်ပဲတမိစီကိုကိုအောင်စွေအချိန်မရွေးလာနိုင်တာပဲဒီမှာပဲထားဖို့ကောင်းပါတယ် ဟုတ်ပါတယ်ကွယ်ဟိုမှာဆိုဘသူကအနီးကစောင့်ရှောက်နိုင်မလဲမောင်အောင်ဆွေမှာဆွေမျိုးရင်းချာရှိရဲဆိုရင်လေဟုတ်တာပေါ့ကလေးကိုထိန်ချောင်းနေဆိုတာလွယ်တာမှမဟုတ်ပဲမောင်အောင်ဆွေအလုတ်သွားတဲ့အခါကလေးကိုဘသူကြည့်မလဲဟုတ်တာပဲအမေတို့ကအာနာလို့ပါဒီလိုဆိုသမီးကိုဒီမှာပဲထားရမှာပေါ့ဒီမှာတော့ဆဆစိတ်ချပါခန့်ကိုစားသမီးလေးကိုရှုလို့အစွမ်းကုန်ပြုစုမှာပါ တိတ်ဆိတ်ချတာပေါ်ရှူရဲ့သမီးကလေးကိုကျမတို့အိမ်မှာပင်ထားပါသည် အလုတ်အသည့်အချိန်တိုင်းသူသမီးစီတို့ရောက်လာတတ်ပါသည် ကျွန်တော်သမီးကလေးဟာကျွန်တော်လောက်ကံမဆူသေးပါဘူးကျွန်တော်ဟာငငယ်ကလေးကမိဘကိုမမြင်ဘူးခဲ့တဲ့သူပါဆွေမျိုးလည်းမရှိဘူးခိုင်နှုတ်အမေပြောတဲ့တကောင်ကျွတ်မှတကောင်ကျွတ်အစေသူဒီသူ့ဘဝကိုနာကြီးစွာပြောပြပါသည်ကျွန်တော်အဖေကကျွန်တော်ကိုဝန်ရှိနေတော့မှလှိမ့်မောက်ပြီးသေးတယ်တဲ့ အမေကတော့ကျွန်တော်မွေးပြီးတပတ်လောက်မှသွေးတက်ပြီးသေးရဲ့လို့ပြောကြတယ်။ကျွန်တော်ကအဖေနဲ့ဆွေမျိုးမကင်းနဲ့ဘုံကြီးတစ်ပါးကကောက်မွေးလာခဲ့တာ။ဒီဘုံကြီးပဲအဖေဆိုလည်းဟုတ်အမေဆိုလည်းဟုတ်ဆွေမျိုးဆိုလို့လည်းသူတယောက်တည်းပဲ။ကျွန်တော်ကိုတကောင်ကျွတ်တမျက်နှာမှုဒုက္ခရောက်မှဆိုးတယ်ထင်ပါရဲ့။ဘုံကြီးကစားကောင်းကောင်းတင်ပြီးတယ်။ကျွန်တော်ဆယ်နဲ့အောင်နဲ့နှစ်မှာပဲဘုံကြီးကရုတ်တရက်ပြန်လွန်တော်မူပါရော။ကျွန်တော်မှအရွယ်နဲ့မလက်အောင်ငူလိုက်ရတာ။ ရှီဆူမဲဆူဆွေမျိုးရဲ့လို့ဆိုစရာလည်းမရှိတော့အဲ့ဒီတုန်းကကျွန်တော်အငငယ်လိုက်တာဗျာလောကမှာကျွန်တော်တယောက်ထက်ကြံရိတ်ခက်တယ်ပါပဲသူတည်အတိတ်ကိုပြန်တွေးရင်ကြည်ကွဲလာဟန်တူပါသည်သူအတန်မှာလှိုင်လဲတုန်ခတ်နေသည်ဒီလိုနဲ့ကျွန်တော်စစ်ထဲရောက်လာတယ်တွေ့တာစရာမရှိရဲ့သူဆိုတော့တယောက်ယောက်ကိုတွေ့တာမိရင်နင်းနင်းတီးတီးဖြစ်တတ်တယ်ထင်ပါရဲ့ တက်ထဲရောက်ခါစားကကျွန်တော်တက်ရင်မှုကိုအဖေအရင်တို့သိချစ်တယ်။တက်ရင်မှုတိုက်ပွဲမှာကြသွားတော့ငိုလိုက်ရတာ။ဘုံကြီးပြန်တော်မူတော့ငါအတိုင်းပါပဲ။ကျွန်တော်ဟာတကောင်ကြွက်တာဖြစ်တယ်။တယောက်ထဲတစ်ပါးသာမနေတတ်ခဲ့ဘူး။တိတ်တွေတာတတ်တယ်။တိုင်တိုင်ဝိုင်းဝိုင်းနေချင်တယ်။ဆွေမျိုးမရှိတော့တွေ့ရကြုံရဆွေမျိုးလိုခင်တတ်တယ်။ဒါကြောင့်ခိုင်နဲ့ကျွန်တော်ကိုသူ့အိမ်ကသဘောမတူတော့ မိဘအတိုင်အဝိုင်းကိုစွန့်ပြီးကျွန်တော်နောက်လိုက်ဖို့ကျွန်တော်မတိုက်တွန်းခဲ့ဘူးအခုတော့ကျွန်တော်ကြောင့်ခိုက်မှာမျက်နှာငယ်ငယ်နဲ့တေးရရှာတယ်ဒါကိုတွေးမိရင်ကျွန်တော်ရင်နာမဆုံးမှုယူရဲ့ဒါတွေပြောမနေပါနဲ့တော့ကိုအောင်ဆိုရင်အဖြစ်အပျက်တွေကမြန်လွန်းလို့ပါခိုင်သာရှိသေးရင်တစ်ဖြည်းဖြည်းအလုံးပြည့်လည်သွားမှာပါအခုတော့မလိုတော့ပါဘူးဗျာကျွန်တော်ဟာတကောင်ကြွက်လည်းမဟုတ်တော့ကျွန်တော်မှာတမိရှိပြီ တမိနဲ့ကျွန်တော်ပေါင်းရင်နှစ်ကောင်ကျွတ်ပေါ့ဟာဟာဟာသူတည်အသက်မပါပဲရေပစ်လိုက်ပါသည်သူ့ရင်ထဲတွင်မြင်မြနာကြီးကြီးကွဲဖြစ်မိကိုကျွန်မနားလည်နိုင်ပါသည်သူတီမပြောလို့ရတဲ့မပြောတော့လေခန့်အတန်ဝန်းကိုယခုအခါခါခါတီတီနာကြီးမြင်မှာအမှန်ပဲတကယ်တော့လေသူ့အနေနဲ့ပြောမိဆိုတာကဘသူမျက်နှာမှမထောက်ဖဲပြောနိုင်ပါသည်ခိုင်နဲ့ဆက်ဆက်ရတော်ရမိဆွေရိပ်မျိုးရိပ်လည်းကင်းခဲ့ပြီး သစိမ့်ပြင်းပြင်းဖြစ်နေပြီတော်တော်တမီးကလေးရှိသေးသည်ခန့်အဆက်အနွယ်ကကြံသေးသည်အကန့်အခက်တစ်ခုကိုဖြတ်တောက်လိုက်ရထွက်လာသောအညွန့်အတက်ကလေးသည် ပင်မကြီးနှင့်အဆက်အသွယ်မပြတ်သင်ဟုကျမယူဆပါသည်ထို့ကြောင့်လည်းကိုအောင်စွေကိုပြောလိုက်မိပါသည်ဒီလိုလဲအပြတ်မပြောပါနဲ့ကိုအောင်စွေရဲ့ခိုင်မိပါညီအကိုမောင်နှမဟာကိုအောင်စွေနဲ့သတင်းဖြစ်ပေမဲ့တမီးကလေးနဲ့တော့အရင်ချတွေပါ ဘာပဲဖြစ်ဖြစ်သွေးသားဆိုတာကတော့ကင်းကွာလို့မရကောင်းပါဘူးဒီသွေးသားဟာခက်နဲ့ထက်ကလေးကအပြက်ဖြစ်ခဲ့ပြီပဲမလို့တော့ပါဘူးဗျာသမီးကလေးဟာကျွန်တော်သမီးဆိုတာကလွဲလို့ဘသူနဲ့မှမပတ်သက်ဘူးသူတီရုတ်တရက်ပကွက်ထွက်လာကအန်ကိုကြိတ်ရပြောလိုက်ပါသည်သူ့ရင်ထဲမှာဘလောက်ခံစားနေရသည်ကိုကျွန်မနားလဲပါသည်ဒီလိုဖြင့်ယူရိုသားအမိကိုလည်းသမီးဘလို့နားလဲစီခြင်းတ ကျမအမေကြောင့်ရုတ်တရက်သူကြောင့်သွားပါသည်ပြီးမှခံစားမှုအလျောက်ပြောလိုက်တော့သူ့စကားမှာပြင်းထန်သွားကြောင်းနားလေလိုက်ဟန်တူပါသည် သူကမျက်စိမျက်နှာပြင်းနေကျမကိုတောင်းပန်သည်ကျွန်တော်စကားလွန်သွားတယ်ရှုသမီးဟာကျွန်တော်ကလွဲရင်အာကိုတွေ့တာစရာဆိုလို့ယူရိုပဲရှိပါတယ်ဒါဟာသမီးရဲ့ဆွေမျိုးအရင်းတွေပါပဲရှုဟာခန့်ကိုယ်ကိုယ်နဲ့လက်ထက်မဲ့သူဆိုတော့ကော မလွတ်အောင်ဖမ်းနေသောကျမစကားကြောင့်သူကဟဲဟဲပပက်ကျဲလိုက်သည်ကျမသဘောဆန္ဒကိုလည်းရှင်းမိသွားဟန်တူပါသည်ကျမမျက်နှာကိုစစ်စစ်ကြည့်ကခက်လွယ်လွယ်ပင်သူကဆိုပါသည်ရှင်းရှင်းပဲပြောပါယူရယူပါလို့ချင်တယ်လေတမီးကိုသူ့ဆင်မျိုးတွေနဲ့အဆက်မပြတ်စီချင်ဘူးကောင်းပြီလေကျွန်တော်ကတော့တမင်မဖြတ်ပါဘူးဒါပေမဲ့ပြန်ဆက်ရအောင်တော့ဘယ်တော့မှမစူးစမ်းဘူးဒီလောက်ဆိုယူကျင်နေပြီလား ကျမကဝမ်းသာအားရခေါင်းတဆက်ဆက်ညှိနေပါသည်ဒီလောက်ဆိုကျမကျင်နေပါပြီရင်ထဲမှာလည်းအနှဲငယ်ပေါ်ပါသွားသည်ခန့်လက်ထက်ကမပြေလည်ခဲ့သောကိစ္စမှာသမီးလက်ထက်တွင်မူပြေလည်ကောင်းပါရဲ့ယူအရေးကြီးတဲ့ကိစ္စရှိလို့အကိုလာခဲ့မယ်ဒီတနင်္ဂနွေစောင့်နေပါအကိုအကိုထံမှစာတို့ကလေးရရွဲ့ကျမရင်မှာလှုပ်ရှားနေမိသည် အကိုရောက်လာရင်ခကြီးရောက်မဆိုင်ပင်ကျမမေးလိုက်မိသည်အရေးကြီးရဲ့ကိစ္စဆိုတာဗာလဲအကိုအမေမမီလွတ်လွတ်လာခဲ့တာမမီဆိုတော့အတန်ကြားလျင်ပင်ကျမရင်မှာတဒိတ်တိတ်ခုံလာသည်ဘာကိစ္စများပါလိကိစ္စကတော့အခိုင်တမီကလေးကိစ္စပဲယူမမီကသူ့မျိုးကိုတွေ့ကျင်နေတဲ့ဟာဟန်ကြတာပေါ့အကိုကိုခေါ်ခိုင်းလိုက်တာလားဟုတ်တယ်ယူ ခဏခေါ်ခိုင်းတာမဟုတ်ဘူးအပြီးခေါ်ခိုင်းလိုက်တာဘာရေကျမအအောင်တုံလို့ဆိုအွန်လိုင်းမိအကူကကျမနားလည်အောင်ရှင်းရှင်းပြသည်ခိုင်ဆုံးပြီးကလေးကမိမိတရှောင်ရှောင်ဖြစ်နေတာကြာပြီသူတိတ်စိတ်ထိခိုင်နေတယ်ယူတမီးကိုစိတ်နာလွန်းလို့တင်းထားပြီးမြင်အရှင်နဲ့မှာတိတ်ခံစားနေရပုံပါပဲတနေ့ကတော့ကောက်ကာကင်ကသူ့မိအကြောင်းမေးတာပဲ အကူကယူရိုအိမ်မှာထားတဲ့အကြောင်းပြောပြလိုက်သလားပြောပြလိုက်တယ်လေမီမီဟာတိတ်ဆိတ်တိတ်ခိုက်သွားပုံရတယ်။ဆိုက်ကြီးတင်နေငိုပြီးသူ့မျိုးကိုခေါက်ခန်းလိုက်တယ်။သူ့သမီးကိုစားသူ့မွေးမယ်တဲ့။ဟုတ်တာပဲဒီကလေးနဲ့ပတ်သက်လို့မီမီတို့အကူတို့အပေါ်မှာတာဝန်ရှိတာပဲယူ။ခိုင်မရှိတော့ပို့ပြီးတာဝန်ရှိတာပေါ့။ယူရိုအိမ်မှာထားပေမဲ့သစိန်းတို့သဘောမထားကြပါဘူးကိုရ။အမေကသူ့အမြင့်အင်းချလို့ပြုစုတာပါ။ ျမသည်ရုတ်တရက်လိုက်လဲဝမ်းနေလာကတုံတုံရင်ရင်ပြောလိုက်မိသည်အကိုကကျမစကားကြောင့်စိတ်မကောင်းဖြစ်သွားကပြပြတလဲပြောပါသည်အိုးယူရိုအိမ်မှာထားလို့ခေါ်တာမျိုးမဟုတ်ပါဘူးယူရိုမိခင်အပေါ်မှာရောသူသမီးလေးအပေါ်မှာရောဘလို့စေတနာထားတယ်ဆိုတာအကိုမသိပဲနေမလားအခုဟာကသမီးကလေးရှိရေးအတွက်ကောင်းဖို့ပြောနေတာပါရှုပဲအကိုကိုခဏခဏပြောတယ်မဟုတ်လားသမီးကလေးကိုဆွေမျိုးတွေနဲ့အဆက်မပြတ်စေချင်မှုဆို့ အခုလောမေမေကိုရိုင်းကသမီးကလေးပေါ်မှာဒီလိုသဘောထားလာတာဘလောက်ဝမ်းသာစရာကောင်းတယ်လေအင်းလေဟုတ်တော့လေဟုတ်တာပဲဒါပေမဲ့ဒီကိစ္စကအယူမှဆုံးဖြတ်ပိုင်ခွင့်ရှိတာမှမဟုတ်ပဲကလေးအဖေအရင်ကအဓိကဖြစ်ရမှာပေါ့ဒါပေါ့သူ့အဖေနဲ့ပြောရဆိုရမှာပေါ့ယူကဂျောင်းဝန်တိုက်တွန်းပေးဖို့လိုသေးတယ်မေမေကတောင်းပြောသေးတယ်ယူအနေနဲ့မေတ္တာရက်ခံရင်ရမှာပါတဲ့အခုအမေထံမှကျမနာမည်ကိုသုံးရပြောသည်ဆိုသောစကားကိုဒီတစ်ခါပဲကြားဖို့ပါသည် ကျမတီကြီးနန်းအားရဖြစ်ရမည်အစားစိတ်ရှုံနောက်သွားမိသည်ကိုအောင်ဆွင့်အနေနဲ့တမီးအပေါ်ဘလောက်တွေ့တာဒီကို ကျမမသိမဟုတ်သူခမညာဒီတမီးကလေးတယောက်သာတကပါထင်နေသည်မဟုတ်ပါလားကျမတို့အိမ်မှာထားဖို့ကိုပင် သူအများကြီးစဉ်းစားပြီးမှလက်ခံခဲ့သည်ယခုလိုတကွဲတပြားဖြစ်ရမည်ကိစ္စကိုကျမညီတို့တိုက်တွန်းရပါနည်း အဖေရင်းမဆိုတာနဲ့ပြုစုဆောင်ဆောင်ခွေရခိုင်ချစ်နေတော့ကျမပင်တမီးငယ်နဲ့ခွဲရမိကိုမတွေ့ရပါဘူးအကူကမို့ဒီနေရာမှာကျမဆွမ်းဆောင်ချက်ပြလိုက်စီစဉ်ပုံရသည် သူ့အမေစိတ်ချမ်းသာဖို့အတွက်ကျမဆောင်ရုံပေးလိုက်ခြင်းဖြင့်သူနဲ့ကျမကိစ္စမှာတနည်းတစ်ပုံရသည်ဥရုတရားနိုင်မည်သဘောရှိဟန်တူပါသည်ပွဲအလတ်မှာဖျားခင်းထက်သည့်သဘောမျိုးနဲ့များတူမလားအကူတို့ချင်းပြောကြအောင်ပေါ့ယူဟာကိုအောင်စိတ်ကိုမှခန်းလိုက်ပါမယ် ဒါပဲကျမတတ်နိုင်သည် လူကြုံလွတ်ကကိုအောင်ဆွေကိုခေါ်ခန်းလိုက်ရသည်ဖြစ်လို့လဲယူသမီးကောင်းကိုအောင်ဆွေတီအိမ်မော်တက်လာလျင်ပင်သူသမီးကိုအမောတကောင်းမေးလိုက်သည် သမီးအိတ်နေပါတယ်အမေလည်းအနားမှာရှိပါတယ်ကိုအောင်ဆွေသမီးဘာမှမဖြစ်ပါဘူးယူရမာလိုက်တယ်ဆိုတော့သမီးမြတခုခုဖြစ်သလားလို့ဗျာအော်ဆရာလည်းရောက်နေတာကို သမီးစောနဲ့ဧကန်းတွင်ထိုင်နေသောအကိုကိုယခုမှမြင်သွားသည် သူသည်အကိုကိုဒီအိမ်မှာသုံးနေခါဆုံးဖို့သည်အမှန်အဖြစ်ခန့်အကိုဖြစ်ရရောက်ဖတ်တော်သူကိုသူအခေါ်ရခံတူပါသည်လျှံလက်ဆပြောရမှာနောက်ဆုံးတွင် အလုံးသဘောအခေါ် ဆရာဟုပင်ခေါ်ပါသည် အကူကတိုင်ပင်စရာကလေးရှိလို့ခေါ်ခန့်လိုက်တာပါကိုအောင်စွေထိုင်လေကျွန်တော်နဲ့တိုင်ပင်ချင်တာလားခဏတော့ဆရာ သမီးကိုသွားနှုတ်ဆက်လိုက်အောင်မေသူတီကမန်းကတန်းသမီးစီရအပေါ်ထပ်သို့ပြည့်တက်သွားသည် သူသမီးထက်မြင့်တိကိစ္စများအရင်မကြည့်ဟုသဘောထားလေသလားမသိသူလာတဲ့ဒီလိုပင် သမီးကိုဥစွာတွေ့ရမှကျဉ်တတ်၏သမီးကနိုးနေတာဘလောက်ကြာပြီလဲမသိဘူးမျက်လုံးကြီးကိုပြုတ်လို့ သူ့မိကြီးကပကတ်လွှဲရင်းပတိစိတ်နေတာကိုစိန်လုံးနေတာယူရဲ့သူတီသမီးကိုပွင့်ချီလာခဲ့သည်လေးလာတင်တင်ပြည့်ခဲ့ပြီဖြစ်သောသမီးသည်ပစုံကြီးများဖောင်းကမျက်လုံးဝန်းကြီးများနဲ့ချစ်စရာကောင်းလာသည်ကျမနဲ့မလန်မကန်းတွင်သူ့အဖေကထိုင်လိုက်လျင်ပင်သမီးကကျမကိုမြင်သွားပါသည်သူလက်ထဲမှာလူးလွန့်ကကျမစီကိုလက်ကမ်းလိုက်သည်။တမီးကလည်းကွာဖေဖေကြည့်ထားတာနေပါဦး။တမီးအန်တီယူကအမြဲချီနေရတာ ဖပီးကတခါတလေလာတော့ချီရတာချီလို့တောင်းမဝသည်ဘူးကွာ သူတီသူသမီးကိုလွတ်ထွက်သွားမှာဆိုသည်အလားတင်းတင်းပွေပရင်တရှုပ်ရှုပ်နန်းနေသည်ကျမက အကိုကိုလှမ်းကြည့်လိုက်မိသည် အကိုမျက်နှာမှာစိတ်မသက်မသာဖြစ်နေပုံရပါသည်သူခမရလဲစိတ်ပါလက်ပါရှိဟန်မတူပါအပြုံးရခက်နေဟန်တူပါသည်ကဲကျွန်တော်ကိုတွေ့ရင်တဲ့ကိစ္စပြောပါစီဟာအကိုကကျမကိုလှမ်းကြည့်လိုက်သည် သူအပြောခက်သည်ကို ကျမကအစပေးစီခြင်းဟန်တူသည် ကျမလဲချောင်းဝရင်တစ်ဆုတ်တစ်ဆုတ်ဖြစ်လာသည် ပြောရမည့်စကားအတွက်နှုတ်ထွက်ခတ်ပါပြီကိုအောင်ဆွေကမျက်စိမျက်နှာပြစ်နေသောကျမကိုကြည်ကစိတ်ထဲတွင်စနိုးစနောက်ဖြစ်သွားဟန်တူသည် မျက်မှောင်ကော့ကာစောင့်နေနေသည်ကိစ္စကပြောပါယူကျွန်တော်ကိုအာနာစရာဖြစ်နေလို့လားအမနာပါနဲ့ပွန့်ပွန့်လင်းလင်းသာပြောပါကိစ္စအတမီကိစ္စပဲကိုအောင်ဆွေ တမီကိစ္စဘာဖြစ်လဲတမီကိုသူ့အမေမိမိကြီးကခေါ်ခိုင်းနေတဲ့ဩဒါလားရှုကျွန်တော်ဂရီပေးထားပြီပဲတမီနဲ့သူ့ဆွေမျိုးတွေနဲ့အဆက်အသွယ်လုပ်နေမှာလေကျွန်တော်ကတော့မကြိုးစားဘူးလို့ယူကိုပြောထားတယ်မဟုတ်လားအဆက်အသွယ်လုပ်နိုင်နေဆိုတာဘယ်အတိုင်းအတာထိလဲကိုအောင်ဆွေသူမျက်မှောင်ကုတ်သွားသည်ကျမစကားကိုနားလဲပုံမရကျမကရှင်းရှင်းပင်စမိတ်ပြောလိုက်ရသည်ဒီလိုကိုအောင်ဆွေ အခုအကိုလာတာကသူ့အမေကလွတ်လိုက်လို့တဲ့အကိုတို့အမေကသမီးကလေးတာယာကိုခေါ်ထားခြင်းနဲ့တဲ့ခေါ်ထားခြင်းနဲ့ဟုတ်တယ်ကိုအောင်ဆွေမိမိကလည်းသူ့သမီးဆုံးသွားတဲ့အတွက်တိတ်ဆိတ်တိတ်ခိုက်နေတယ်သူ့သမီးကိုအလွမ်းပြင်းမြေးကလေးခေါ်ထားခြင်းနဲ့ထင်ပါရဲ့အော်ဒီသဘောပြောတာလားကျွန်တော်ကအလဲအပတ်သဘောလောက်အများလားလို့ပါ ဒီလိုရှိတယ်လေခမရအနေနဲ့ကလည်းအလုတ်အကင်ကတစ်ဖက်တက်ပွဲကလည်းထွက်ရသေးဆိုတော့ဒီကလေးနဲ့ပတ်သက်လို့ကျွန်တော်တို့မှလည်းတာဝန်ရှိပါတယ်ခမရအနေနဲ့လည်းတမီးကိုယူရိုစီမှာထားမဲ့အစားသူ့ဆွေမျိုးတွေလက်ထဲမှာအပ်ထားတဲ့သဘောဆိုပါတော့ကိုအောင်ဆွေမျက်နှာမှာရုပ်ချီးပင်တင်မာလာသည်သူတီတစ်ခုခုကိုလှုပ်ခနဲပြောလိုက်ပြီးပြင်ပြီးမှကျမကိုလှမ်းကြည့်လိုက်သည်ချက်ချင်းပင်သူကပြုံးလိုက်သည် စ조사ပြီးပြုံးလိုက်တော့သူ့နှက်ခမ်းဤတောင်းတနေရာမှာစောင်းရွက်နေပါသည်နေပါအောင်ဆရာသမီးကိုခေါ်ထားမယ်ဆိုတော့ကျွန်တော်နဲ့သမီးနဲ့ဆက်ဆံရေးကိုဘယ်လိုစဉ်းစားထားပါသလဲရုတ်တရက်အကိုမဖြစ်နိုင်ပါမျက်နှာပြတ်သွားတည်ကိုကျမတတိထားမိလိုက်ပါသည်အတန်ကြာမှအကိုကစကားကိုမတင်မကြပြောလိုက်သည်ဒါကတော့မိမိအနေနဲ့ကလည်းသူ့မျိုးကိုတွေ့လိုက်ရရင်အာဃာတတွေအလုံးပြပြောက်သွားမှာပါပဲဝမ်းနေပါတယ်ဆရာ ကျွန်တော်သမီးကိုပိုင်ဆိုင်ထိုက်တယ်ဆိုတဲ့သဘောနဲ့ပဲဖြစ်ဖြစ်တနာချစ်ခင်လို့ပဲဖြစ်ဖြစ်ဘသူ့ကိုမှမပေးနိုင်ပါကျွန်တော်သမီးကိုဘသူမှမတနာရင်လေမချစ်ရင်နေပါ သူ့မှာအသေးနှလုံးရော အသက်ရောပုံပြီးချစ်မဲ့အဖေတယောက်လုံးရှိပါတယ်သူ့ဘဝရှိရေးအတွက်သူ့အဖေမှာပဲလုံးဝတာဝန်ရှိပါတယ်သူသည်အံကိုတင်းတင်းကြိတ်လိုက်ကပြတ်သားတော့သူ့သဘောထားကိုပြောချလိုက်ပါသည်အချင်းအနီကတင်းတင်းမာမာဖြစ်သွားမိကို ကျမစိုးရိမ်မိသည် အကိုသည်ကိုအောင်ဆွေစကားကြောင့်အောင့်တသက်ဖြစ်သွားပြီလိမိ။တွတ်တော့အကိုကအိန္ဒြေမပြတ်အေးအေးဆေးဆေးပင်ဆက်ပြောသည်။ဖြစ်ဖြစ်ချင်းစဉ်းစားပြီးဆုံးဖြတ်ဖို့ကောင်းပါလေကိုအောင်ဆွေ။တမီးရဲ့နောင်ရည်ကိုအများကြီးထက်ထွက်ဖို့လိုမယ်ထင်တယ်။တမီးရဲ့နောင်ရည်ကဘာမှပူစရာမလိုပါဘူး။ပြောပြီးကိုစီရတမီးမှာအမေမရှိပေမဲ့အဖေတယောက်လုံးရှိပါသေးတယ်။သူ့အဖေဟာသူ့တမီးကို လူစင်မီအောင်ကျွေးနိုင်ပါတယ်။ခမည်းကဒီအတိုင်းနေသွားမှလား။ ိမ်ထောင်သက်မထူပဲနေမလားကလေးဟာမိတွင်းနဲ့နေရတာတဲ့သူအဖိုးအဖွားလက်ထဲမှာနေရတာကလုံခြုံမှုမရှိနိုင်ဘူးလားကျွန်တော်ဒါကိုရိုးရိုးသားသားပြောတာပါတမီးအတွက်မိတွင်းဆိုတာဘယ်တော့မှပေါ်လာမှာမဟုတ်ပါဘူးစရာအမေစားပဲပေါ်လာကောင်းပေါ်လာပါလိမ့်မယ်ကျွန်တော်အိမ်ထောင်ပြုမယ်ဆိုရင်တမီးအတွက်ပဲဖြစ်ရမယ်တမီးကိုအမေအရင်တယောက်လုံးချစ်နိုင်တဲ့သူပဲဖြစ်ရမှာပဲအင်းလေဒါကတော့ခမည်းတော်ပေါ့ဒီကိစ္စမှာမမေစိတ်ချမ်းသာဖို့အတွက်ကျွန်တော်ဝင်ရတာပါပဲ။ အမှန်ပြောရရင်မင်းမင်းစိတ်ချမ်းသာစေချင်ပါတယ်မင်းမင်းမျက်နှာရဲ့အချစ်အနေကိုကြည့်ပြီးကျွန်တော်လဲကျွန်တော်နဲ့ယူကိစ္စကိုပြောချင်လာပြီမင်းမင်းစိတ်ချမ်းချမ်းသာသာဖြစ်လာပြီဆိုရင် ကျွန်တော်တို့ကိစ္စလဲအကောင့်အထည်ဖော်နိုင်မလားလို့မျှော်လင့်မိရပါပဲအကူကတနည်းနဲ့မရတနည်းနဲ့ရအောင်ပြောလိုက်ဟန်တူပါသည်ကိုအောင်စီကဖြက်ခနဲ့ကျမကိုလှမ်းကြည့်လိုက်သည်ကျမတို့အချင်းချင်းအကွက်ဖော်ထားကြသည်ဟုအများထင်သွားမိလားမသိဘူး မျက်စိမျက်နာပြင်နေတော့ကျမအမှုအရာကိုသူနားလဲတယ်လို့အထိပဲကောက်ပါစေကျမကဘာမှဝင်မပြောပဲခေါင်းငုံနေလိုက်သည်သူသည်တမီးကိုအကြာကြီးစိုက်ကြည့်နေရမှအသက်ပြင်းကိုလေးလေးချလိုက်ပါသည်ကျွန်တော်တို့သားအဖအပေါ်မှာ ရှုကျေးဇူးတွေအများကြီးရှိပါတယ်ရှုအတွက်ဆိုရင်ကျွန်တော်အချင်းအမေရွေးအကူအညီပေးရမှာပါပဲဒါပေမဲ့တမီးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ကျွန်တော်ကိုခွင့်လွှတ်ကြဖို့တောင်းပန်ပါတယ် ကျွန်တော်သမီးနဲ့ကျွန်တော်မခွဲပြရစေနဲ့ဗျာကျွန်တော်မှတွေ့တာစရာဆိုလို့ဒီသမီးကလေးတယောက်ပဲရှိတာပါမတက်တာလွန်းလို့အခုလိုတကွဲတပြားထားရပေမဲ့ဖြစ်နိုင်ရင်တပ်ပွဲထွက်တဲ့နေရာကိုတောင်းမှကြောက်ဖို့အထက်ထက်ပြီးခေါ်သွားခြင်းပါလေဗျာမချစ်တင်ကပြောလိုက်တော့သူစကားကြောင့်ကျမလည်းစိတ်ထိခိုက်သွားမိပါသည်အကိုကိုလက်လျှော့လိုက်ပါရင် ကျမအငြိမ့်ပြလိုက်ရသည် အကူပြန်သွားပြီးနောက်ခန့်အတော်ဖြစ်သူဒေါက်တာခင်နဲ့အမေတို့ဈေးမှာဆုံခဲ့ကြသည်တကယ်တော့ပြောစရာရှိသဖြင့်ဒေါက်တာခင်သည် အမေကိုဈေးထဲမှာမရအရာရှာ၍လာတွေ့ဟန်တူပါသည်ဒေါက်တာခင်ကကလေးကိုထားလိုက်ဖို့တင်ကြောင်းသူ့အမေရတရားထိုက်သည်များတမိရနိုင်ကြောင်းစကားဆုံးပြောလိုက်သည်ကိုအမိကပြန်ပြောပြ၍ကျမစိတ်ပြက်ရသည်သူတို့တွင်မှမေတ္တာကိုစကားရဲ့ထက်မပြောတတ်ကြဘူးထင်ပါရဲ့အမေ ။သမီးကိုလည်းပြောလိုက်သေးတယ်။ဘာလဲမင်းမအောင်ဆွေတယောက်သူသမီးနဲ့ပတ်သက်ပြီးဒီအိမ်မှာအဝင်အထွက်ရှိနေတော့ယူအတွက်မတင်တယ်ဘူးတဲ့။ဟင်းဘာဆိုင်တို့လဲ။ကျမအံ့ဩတုံလို့သွားမိပြီ။မျက်လုံးပြုံးမြင့်ဆန်ပြုံးနဲ့အွန်လိုင်းမိပါသည်။တိတ်လည်းမတုံလို့ပါနဲ့သမီးရဲ့။ပဝန်းကျင်ဆိုတာဘယ်အချက်မှကရက်ထရမလဲဆိုတာစောင့်ကြည့်နေတာအေးဒီလိုင်းကရက်ကပုတ်တာခတ်တာတော့ခဏရင်ရှိဖို့လိုတယ်သမီး အမေကသူ့သမီးအကျော်ကိုတီးရဲစစောစီစီမှထားပါသည်လိုင်းပုတ်တီလေးအပိုင်း3